ဗန်ကောက်မြို့ရဲ့အကြီးဆုံးရုပ်ပွားတော်ကြီးကိုတော့ဖူးကြမယ်။စိတ်မစားရင်လည်းခင်နော်။ဒီကထုခွန်ဒီနေ့မှာတော့ဖာစီချာရွန်ချောင်းမင်းနားမှာတည်ထားတဲ့ပက်နန်ဂျိုင်ယန်ဗုဒ္ဓအကြောင်းတက်ဆက်ပေးခြင်းနဲ့ကျဆော်ဘုရားကမာနက်ကိုအောင်မြင်ခဲ့တဲ့အချိန်ကိုကိုစားပြုပြီးတော့အမြင့်ပေ69မီတာနဲ့ရည်ညွှန်းပူဇော်ထားတဲ့ဗန်ကောက်မြို့ရဲ့အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်ကြီးပါ နောက်ဘက်မှာတော့ဖရာမဟာချန်ဒီလို့ခေါ်တဲ့ဇေဒီတော်အဖြူကြီးရှိနေပြီးတော့အတွင်းမှာကြောက်စိမ့်စီဒီတော်ကိုတီထားကိုကွယ်ထားတယ်ရှိပြီးတော့ဇေဒီတော်ရဲ့အပေါ်ကနေလဲဘန်ကောက်မြို့ရဲ့360 view ကိုတွေ့နိုင်ပါတယ် တင်ဖျားကြီးရဲ့ဘေးမှာရှိတဲ့ဖာစီချာရွန်ချောင်းအတွင်းကနေလည်းလောင်းတေးဘုံနဲ့ချောင်းတစ်လျှောက်ကိုလေ့လာကြည့်ရှုနိုင်ပါတယ်။ဒီနေရာလေးကိုလာမယ်ဆိုရင်တော့ MRT Blue Line Vampire Station ကနေဆင်းပြီးတော့15မိနစ်လောက်လမ်းလျှောက်လာရင်ရောက်တယ်လို့ဘတ်ကနေဆိုရင်တော့ဒီနံပါတ်၄ရောက်ပါတယ်။ဝင်ကြီးခမဲ့နဲ့ဝင်ရောက်နိုင်ပြီးတော့မနက်6:00နာရီကနေည6:00နာရီအထိဖွင့်လှစ်ပေးထားတယ်။ ဒါကြောင့်အေဂျင့်ရဲ့အရေးအဝါတမှာအကြီးဆုံးရုပ်ပွားတော်ကြီးဖြစ်တဲ့ပက်နန်ဂျိုင်းယန့်ဗုဒ္ဓကိုတွားရောက်ဖူးမြော်နိုင်မှုအတွက်လမ်းညွှန်ပေးလိုက်တယ်နော်။နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးကိုတင်ဆက်ပေးသွားမှာမို့လို့ဒီ season လေးကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်နော်။အားလုံးပဲတက်တာ